င်္ဂလာပါရှင်ဒီမှာကတော့ချချိုဆမ်းမ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါမတ်လ28ရက်ကဘန်ကောက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဆောက်လက်ဆအဆောင်ပြိုကျမှုအတွင်ပျောက်ဆုံးသွားသူတွေကိုတလကျော်ရှာဖွေခဲ့ပြီးအသက်ရှင်သူထပ်မတွေ့ဘူးဆိုရင်ရှာဖွေကယ်ဆယ်ရေးဆိုင်တော့မယ်လို့သိရပါတယ်ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်မက်ရှလာ28ရက်ကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် ဘန်ကောက်မှာဆလတ်ဆအထက်30မြင်းအဆောင်ပြိုကျခဲ့ပြီးအဲ့ဒီပြိုကျမှုအတွင်းလွတ်မြောက်လာသူ အနည်းငယ်သာရှိခဲ့ကာပျောက်ဆုံးသူရာနဲ့ချီရှိခဲ့ပါတယ်။ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ BNA ရဲ့အချက်လက်တွေအရမေလ9ရက်နေ့ထိဘန်ကောက်ငလင်အဆောင်ပြိုကျမှုကြောင့်ထိခိုက်သူစုစုပေါင်း၁၀၉ယောက်ရှိကြောင်းထုတ်ပြန်ပါတယ်။88ယောက်သေဆုံးပြီး၉ယောက်ထိခိုက်ဒဏ်ရာရရှိကာ၁၂ယောက်ပျောက်ဆုံးနေစေလို့ဆိုပါတယ်။ ပြောင်းဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေပြီးအသက်ရှင်သူတွေထပ်မတွေ့တော့ဘူးဆိုရင်တော့မေလ9ရက်ကဆက်လို့2ရက်အတွင်းကယ်ဆယ်ရေးတွေရဆိုင်းတော့မယ်လို့ထိုင်းသတင်းမှာဖော်ပြပါဗျ။ကယ်ဆယ်ရေးဖွဲ့တွေကအပျက်စီးတွေကိုယူတိုက်ဖယ်ရှားပြီးညွှန်ပြထားတဲ့နေရာတွေကိုဝင်ရောက်ဖို့လှုံ့ဆော်နေပါဗျ။ဇုံအင်းနဲ့ဒီမှာနောက်ထပ်ရှာဖွေမှုတွေဆက်လက်လှုံ့ဆော်နေပြီးတဲလွှာထီတူဖို့ဖို့အစီအစဉ်ရှိပါတယ်။တာမန်မဟုတ်တဲ့အခြေအနေမတွေ့ရဘူးဆိုရင်တော့အဲ့ဒီနေရာတွေမှာလုပ်ငန်းတွေမကြာမီပြီးဆုံးမှာပါ။ ငလင်တန်ကြောင့်ပြောကြားခဲ့တဲ့ချက်တုချက်ပန်းချက်အနီကအထက်30မြင့်ထိုင်းငွေစင်းစစ်ရုံအဆောင်ကို အခင်းဖြစ်ပေါ်တဲ့ရက်ကစလို့အချိန်တလားကြော်ကြတဲ့အထိဇက်တိုက်ရှာဖွေမှုတွေလှုပ်ဆောင်ခဲ့တာပါကယ်ဆယ်ရေးအဖွဲ့တွေဟာပြောကြားအဆောင်ရဲ့အရေးကြီးဆုံး၃ခုထဲမှာပျောက်ဆုံးနေသူ၁၂ယောက်ကိုရှာဖွေတွေ့ရှိနိုင်ဖို့အချိန်မြင့်လှုပ်ဆောင်ခဲ့ပါတယ်အာခုလရှိရတော့ဒီကျွန်တော်တို့ပေါ့နော်ဒီ time ဆိုရတဲ့ဘာဝဒေကပေးတဲ့ပတ်စံရယ်ပေါ့နော်ဒီပကံစကောင်းပြောပေါ့နော်ဒီကျွန်တော်ထောက်ပံ့ကြီးလေးပေါ့နော် အဲ့အဲ့ရဲအောင်မဘတ်တကြိုစရေးကြီးရဲဆိုအောင်မဘတ်တသိန်းကျော်လောက်တော့ဒါသူတို့ထုတ်ယူထားတယ်ပေါ့နော် ထုတ်ယူထားလို့ရပါပြီဒီကြမ်းတဲ့ပတ်စံကြတော့အဲကျွန်တော်တို့တက်လာမယ့်မြန်မာနိုင်ငံမိသားစုရင်းပေါ့နော်မိသားစုရင်းနေမှာဒါသူတို့ပတ်စံပေးမှချင်းဖြစ်တယ်ပေါ့ဒီ time time မှာရှိနေတဲ့သူတွေကြတော့မိသားစုတွေကဝင်ခွဲတွေဖြစ်တယ်ပေါ့နော်မိသားစုဝင်ခွဲတွေဆိုတော့ဒီဆက်လက်ပြီးထုတ်မဲ့ပတ်စံတွေကြတော့ဒီမိသားစုရင်းရပဲထုတ်ပိုင်ခွင့်ရှိတာကိုအဲဆိုတော့မြန်မာနိုင်ငံတက်လာအများဆုံးတက်လာဖို့ပေါ့နော်ကျွန်တော်ဒီသက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ အခုကျွန်တော်ဒီဗီဇာကိစ္စပတ်စဖို့ကိစ္စတွေပေါ့နော်ဒါကျွန်တော်အများဆုံးချိတ်ဆက်နေတယ်ပေါ့နော်ချိတ်ဆက်ပြီးတော့အလူဒီတက်လာမှဒါဒီနင်နာကြီးကိစ္စကထုတ်ဖို့ဆက်လက်ထုတ်ဖို့အဆင်ပြေမှာပါခင်ဗျာပြတ်ဆုံးတိတ်ဆုံးသူတွေလည်းမြန်မာရွှေပြောင်းလို့ဒီမှာ30ချောပါဝင်တယ်လို့ထိုင်းဘက်ကထုတ်ပြန်တဲ့ဆင်းတွေရသိရပါတယ်မြေပြင်မှာတွားရောက်ကူညီပေးတဲ့အဖွဲ့တွေပြောပြကြရာအထောက်ထားမဲ့လူသမားတွေလည်းပါဝင်နေတာကြောင့်မြန်မာလူသမားရဲ့အတွက်40နီးပါးရှိနိုင်တယ်လို့လည်းဆိုပါတယ်ပြတ်ဆုံးတိတ်ဆုံးတဲ့မြန်မာလူသားတွေအတွက် ထိုက်တဲ့နဲ့နဲ့နာချေရရှိဖို့လဲဆက်သွယ်လာတဲ့မိသားစုအရင်က20ကျော်ပဲရှိသေးတာကြောင့်အ мян ဆုံးဆက်သွယ်ကြဖို့လဲအလို့သမားရဲ့လှူရှာသူတွေကပြောဆိုထားပါတယ်ကျွန်တော်ဇွဲသက်ပါ ပဲခူးတိုင်းဒေသကြီးအုတ်တွေမြို့နယ်မှာငလင်တဲကြောင့်နေအိမ်တိုက်တာပြိုကျပျက်စီးသွားတဲ့သူတွေနေအိမ်ပြတ်ဆောက်နိုင်အောင်မေလ၈ရက်မနက်ကစစ်ကောင်စီတပ်နဲ့ထွေအုပ်ကတအိမ်အောင်ကိုကြက်နှစ်သိန်းကနေ9000အကြာထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်ငလင်ကြောက်တိုက်တာနေအိမ်ပြိုကျပျက်စီးသွားတဲ့ရက်ကွက်နဲ့ကြေးရ30ကျော်ကအိမ်နောက်စု900ကျော်ကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးကိုခေါ်ယူပြီးထောက်ပံ့ကြေးပေးတာလို့မြို့ကန်တယောက်ကပြောပါတယ်။ အောက်တွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအနဝအောင်နဲ့တကကက6ကဘုံမှုမြစ်စော်တို့ကအိမ်နောက်စု900ကျော်ကိုထောက်ပံ့ကြေးပေးရမှာ9000ကျော်ရသူများပြားကြောင်းဒေသခံတယောက်ကပြောပါတယ်။တပ်အိမ်30တလုံးကို2သိန်း၊သစ်အိမ်၄လုံးကို3သိန်းကျပ်ပေးတယ်။ကျန်တဲ့အိမ်935လုံးကို9000ပဲပေးတယ်။နှစ်သိန်းနဲ့တောင်အိမ်ပြန်ပြေမှုမဖြစ်နိုင်တာ9000ပေးတာကိုအခမ်းအနားနဲ့လုပ်နေတယ်။ပြီးခဲ့တဲ့လကအုတ်တွင်မှာငလင်တန်တင်းတဲ့သူတွေကို NUG က ထောက်ပံ့ကြေးပေးတာတောင်တယောက်ကိုသုံးသိရတယ်လို့ဆိုပါတယ်အောက်တွင်မြို့နယ်မှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းတည်ဆုံးသူမရှိခဲ့ပေမဲ့နေအိမ်တိုက်တာ600နီးပါးပျက်စီးဆုံးရှုံးခဲ့ပါတယ်ရှင်။ဟူတီတပ်ဖွဲ့ကအစ္စရေးကိုဒရုန်းတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းယီမင်မာဟူတီစစ်တပ်ပြောရေးစုခွင့်ရှိသူယာယာဆာရီကမေလ9ရက်ဗုဒ္ဓဦးနေ့မှာပြောပါတယ်။ ရီမင်မာတက်ခိုက်မှုတွေပြလဲစတင်လာရင်ရီမင်မာဟူတီတွေကလည်းအမေရိကန်ကိုတက်ခိုက်မှုလုပ်ဖို့တိုးဆုပ်နေမှာမဟုတ်ဘူးလို့လည်းယာယာဆာရီကပြောဆိုပါတယ်။ရီမင်စစ်တပ်ရဲ့ရေတပ်နဲ့ဒရုန်းတပ်ဖွဲ့တွေဟာအမေရိကန်လေရင်တင်သင်းဘောထရူမန်နဲ့ပလန်နီမြောက်ပိုင်းရှိစစ်တမောအများပြားကိုပိတ်မှတ်ထားပြီးပက်ထိန်ဒုံးကြီးတစင်းနဲ့ဒရုန်းအများပြားနဲ့ပိတ်မှတ်ထားတဲ့စစ်စင်ရေးတစ်ခုကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရန်သူက ရေမင်းနိုင်ငံတော်အပေါ်ရန်လိုတက်ခတ်မှုရက်ဆိုင်ကြောင်းမကြေညာခင်မှာဒီစစ်စရေးကိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းရာယာစာရီကပြောပါတယ်။ရေမင်းနိုင်ငံကို ပြန်ရန်ဆလာရင်လည်းရေမင်းစစ်တပ်ဟာအမေရိကန်ရန်သူကို ပြင်းပြင်းထန်ထန်အထိနာအောင်ထိုးနှက်ဖို့လဲတွန်းဆုတ်နေမှာမဟုတ်ကြောင်းလည်းအခိုင်အမာပြောကြားလိုက်တယ်လို့လည်းဆိုပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။